ားလုံးပဲမင်္ဂလာပါပေပဲဒီဗီဒီယိုလေးကတော့ချင်းမိုင်ကိုရောက်တော့ရှောက်လေခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ချင်းမိုင်မှာရှိတဲ့ဟိုတယ်တစ်ခုမှာတရက်နေပြီးတော့နောက်နေ့နေ့လယ်မှာတော့ပေပဲတို့တငယ်ချင်းတွေငါထားတဲ့ကမ်ပလီရှိကိုသွားခဲ့ပါတယ်ဟိုတယ်ရောက်တဲ့ချိန်မှာတော့တော်တော်လေးကိုမှောင်နေပေါ့နော်။ညစာကမုခရစားကြပါတယ်။ 9နာရီခွဲမှာတော့သူတို့ breakfast လေးအခန်းရှိမှာလာပို့ပေးထားပါတယ်။စံပြုတ်တွေလည်းပါတယ်၊ကြားမုတ်လေးလည်းပါတယ်ပေါ့နော်။ကင်းနေရလဲအရင်လာတယ်သူတို့ဟိုတယ်ပုံစံလေးလောက်ထားရလေအရင်ကိုလာပါတယ်မနေ့ပိုင်းဆိုရင်တော့နည်းနည်းလေးအေးတယ်ပေါ့နော်ဘယ်လိုအခုသွားရဲ့ချိန်ကနေရာဒီတဲရောက်နေရဆိုတော့အရင်တော့မအေးပေါ့နေတွက်လာလို့ရှိရင်တော့နည်းနည်းလေးပူပါတယ် အမ်ဒီချင်းမိုင်ကိုလိုကိစ္စလေးနဲ့ရောက်တော့အာတင်းနေရလောက်ပေါ်နေလေလေးပေါ့နော်တက်လို့ရနေရနေလျှောက်သွားခဲ့ပါတယ်အာဒါကတော့တောင်ပေါ်မှာရှိရပေါ့နော်လူမျိုးလေးကန်လေးတွေနဲ့အခု၆ခုလောက်ရရှိအခုအပြင်တခြားနေရာသွားမယ်ဒီညတညအဲတခြားနေရာမှာ ီချင်းမိုင်မှာသွားလာတာလေးအဆင်ပြေအောင်လုပ်ပြီးတော့ကားငားထားပါတယ်ကားကတော့တရက်ကိုဘက်တထောင်နဲ့ပဲ၃ရက်ငားထားပါတယ်ရိုးနေလဲစားစားကြပါတယ် ချောင်းလေးကြီးကိုရောက်ပါပြီ။မရီနိုလို့ခေါ်ပါတယ်။ဘယ်တို့လေးစာကျွေးတယ်ပြီးရင်တပုံးလေးလည်းရိုက်တယ်။နားလေးယူခဲ့ပါလေ။ ကျန်တော့ကြာပါဘူး။ဝင်သွားပါစေ။တိုက်ကကင်တန်းကိုတော့ရောက်ပါပြီ။သူကအမှားကကြားရီကရွေးဆုံးရှိရပေါ့နော်ရွေးဆုံးရှိရောကိုကြည့်ချင်တဲ့အားတွေကိုရွေးလို့ရတယ်အကောင်လုံးကြည့်မယ်ဆိုရင်အကောင်လုံးကြည့်ရဲ့ package တွေရှိသလိုအဲအကောင်လေးတွေပဲကြည့်မယ်အကြီးကြီးပဲကြည့်မယ်ဆိုလို့ရှိရင်လည်းသူ package တွေရွေးပြီးတော့ကြည့်လို့ရပါတယ်ကြားပေါက်လေးပေါ့နော်ကြားပေါက်အငယ်ဆုံးလေးပေါ့ဒါတော့တော်တော်လေးကိုကြီးကြီးတော့လက်ထောက်ကြီးဆိုလို့ရှိရင်ကြီးပဲအဲကင်ရအိပြပါပဲ တို့ကန်ချင်းနေရဲ့ကြားကတော့အဲဒီဝယ်ကလှရပေါ့နော်တလဲတွက်တယ်ပြီးလို့ရှိရင် တော်တော်လေးလေးလှရအပြစ်မှာတဲ့အကြီးဆုံးဓာတ်ရိုးတပုံရဲ့ဝစ်ဆောက်ရတာအကြီးဆုံးကြားပေါ့အကြီးဆုံးကြားတော့နည်းနည်းလေးတကြီးနေပြီဆိုတော့သူတိတ်လို့လို့ရှာတိတ်မရှိဘူးအခုကြားရတဲ့လေကြည်ပြီးဆိုတော့လေတော့တနက်ပတ်ပစ်ပါမယ် ဒီမှာကကြားရည်သာရင်းတော့ရင်ပါတယ်ဒါပေမဲ့ကိုကဟိုအသိန်းဆိုကြောက်နေရလေပါပေါ့နော်အသိန်းတိုင်းအကြီးလာလဲလာတယ် တဲ့ပုံစံလေးရေဟိုမှာပုံစံကကြည့်လို့ရှိရင်ဘာလို့လို့ဘာလို့လို့ပေါ့နော်တကယ်တော့ဟိုမှာဖြစ်ချင်ပေါ့ပြီးတော့ဒီတော့မှာအေးအေးအားဒီကြားလေးနဲ့ဒါအေးရပဲသွားရဲဒါဒါအပြင်ဘက်သွားရဲဒါအပြင်ဘက်ရင်သွားကြည့်တာအင်းမြရဲ့အပြင်ဘက်အရင်မိုက်ရောဘကတင်ရခင်ရပါတယ်ပေါ့နော်ဒီနေရာဒီမှာဆိုရင်တော့ဘလို့ရလဲဆိုတော့ချက်ဝင်လို့ရလို့ရတယ်နေခင်ပတ်ကြည့်မယ် ောစရာလုံးလုံးနဲ့လာဆိုတော့ခဏတိတ်ရပဲတိတ်ရမင်းရဲ့လားတိတ်ရကဲဖနချုပ်မယ်အိုးဝင်းနေရတယ်အိတ်ခါလေးကြည့်ရမလဲလားအိုးဒီမှာခုံလေးလဲပါသည်အာချမ်းသာလေးပြောလိုက် ကူပင်ဘူးမုတ်တဆာဘူးဆိုပြီးတော့ငင်ပြထွက်တာပြီးမှဆိုင်ပိတ်သွားပါပြီအဲပြင်းဆိုင်နေရဆော်ရီဆိုပိတ်တယ်ပေါ့နော်အခုဟိုတယ်ပြန်လာပြီးတော့နားယူပါနေနဲ့နားနေမကြလို့ရှင်ဒီကမကြမ်းမှာစားလို့ရမကြမ်းအဲမင်းရရတဲ့ကြားလေးမှာစားကြမယ် ညာဘက်ဆိုလို့ရှိရင်လည်းအရင်လှရေပေါ့နော်ပြီးတော့မိဒီလက်ထုံပေးထားတယ်အခုမေဘဲတို့ညစာမူကရစာပို့ပြည့်စင်နေပါပြီနောက်နေ့မနက်မှဆိုလို့ရှိရင်လည်းမေဘဲတို့မလက်စာနဲ့နေ့လေသာပေါင်းစားလိုက်ပါတယ်ဟဲ့မေဘဲတို့ဟိုးပြည့်လက်စာတောက်ပြီးသွားတော့စစ်လိုက်ပေါ့နော်ပြီးဖို့ဆက်နေပါတယ်ဒီမှာတော့ကြာပြီးအိုင်နိုင်ရှိတယ်ပို့ဥပ္ပယအဓိပတိလည်းညရှိတယ် 哎，哎，那就别打了，没，不用那些了。ဒီမှာဆိုလို့ရှိရင်သူကစိုးရဲဟာတွေပေါ့နော်အများကြီးရှိရစီးရဲဟာတွေလည်းရှိတယ်အဲ့လိုမျိုးခုံရဲဟာတွေအဲ့လိုမျိုးအများကြီးရှိပေါ့ကဲမိမေကြတော့အမင်းကြောက်ပြီမင်းဒါလေးတော့စီးလိုက်ပါဦးမင်း လေရအရင်အမင်းကြောက်တာဒါပေမဲ့လေမင်းကြောက်နေလို့လေအနုမရလေအဲတော့ထိုင်းကြည့်ရအောင်ပဲတော့ဒီရနေပြီးတော့မက်ကပောင်းဆိုတဲ့ရွာလေးကိုသွားပါမယ်။အဲတနားကြီးကြော်လောက်တော့မောင်းရတယ်။ကိုသွားနေပါပြီ။ ေအခုတော့ရောက်ပါပြီ။လေးနာရီလောက်ရောက်တဲ့ဆိုတော့ဒီလိုနေခွင့်ကိုအခွဲခွန်လောက်ပြန်သွားမှာဖြစ်တော့ခလာတော့အေးဒီနေ့ရှိပြင်ပြရအောင်မယ်။မမြင်ဘူး။ပေါင်းဆိုရဲရွာလေးကသူကတောင်ပေါ်မှာအိမ်လေးကြီးပေါ့နော်အများကြီးနဲ့အရင်အဲတာရတယ် စ်ဖို့လည်းရန်ကောင်းတယ်ပြီးတော့ဈေးတိုင်းလေးလည်းရှိတယ်အစားတောက်အဲဈေးတန်းလေးလည်းရှိတယ်ပြီးရှင်အစားတောက်ဆန်းလေးလည်းတွေ့ရတယ်ပေါ်ရိုက်တယ်မုတ်တီစားရတယ်ခဏနာပြီးရင်တော့မဘဲလိုလေးစိတ်ကိုပြန်ပါပြီမဘဲတို့ဒီမက်ကပောင်းရွာလေးရနေပြီးတော့ချင်းမိုင်လေးစိတ်ကိုတမ်းပြီးတော့သွားပါလေအဲပြီးရင်တော့ရန်ကုန်ပြန်တော့မမေးဒီဗီဒီယိုလေးကိုဆောင်းကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်တာ